မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group နေမှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါညီမအဆောက်အအုံတလုံးငလျင်ကြောင့်ရင်းထိုးတဲ့အခါမှာအင်ဂျင်နီယာတွေကအဲ့ဒီလှုပ်ရှားမှုကိုဘယ်လိုတိုင်းတာပါသလဲ story drift story drift ratio နဲ့ story share ဆိုတဲ့ဝေါ်ဟာရတွေကိုတွေ့ရပါတယ်။ဟုတ်ကဲ့။အဲ့ဒီဝေါ်ဟာရ၃ခုလုံးကအထက်တစ်ထပ်ချင်းစီရဲ့ငလျင်တန်းကြောင့်၃ပြန်လှူရှာမှုကိုတိုက်တာတာဖြစ်ပါတယ်။ story drift အထက်လိုက်ရွေ့ရမှုဒါကအထက်တစ်ထပ်ရဲ့အပေါ်ပိုင်းကသူ့ရဲ့အောက်ခြေပိုင်းနဲ့နှိုင်းချင်ရင်ဘေးတိုက်ဘလောက်ရွေ့သွားတယ်လဲဆိုတာကိုတိုင်းတာတာပါ။အဲ့ဒီအထက်ဘလောက်ဆောင်းသွားလဲဆိုတာကိုပြတာပါ။ story drift ratio အထက်လိုက်ရွေရမှုအချို့ဒါကအရေးကြီးဆုံးတန်ဖိုးပါ story drift ကိုအဲ့ဒီအထက်ရဲ့အမျက်နဲ့ပြန်စားထားတဲ့အချို့ဖြစ်ပါတယ်ကုတ်က အဆောင်အုံမပျက်စီးအောင်ဒီအချို့ကိုတင်းကျပ်တဲ့ကန့်တချက်တွေတွင်းမှာပဲရှိရမယ်လို့သတ်မှတ်ထားပါတယ် story share ဒါကတော့သက်ဆိုင်ရာအထက်ကခံရမဲ့စုစုပေါင်းဘေးတိုင်းငလျင်အားပါသူ့အပေါ်မှာရှိတဲ့အထက်အားလုံးက လာတဲ့ငလျင်အားတွေအားလုံးစုပေါင်းပြီးအဲ့ဒီအထက်ကိုခတ်သွားတဲ့အတွက် အဲ့ဒီအားစုစုပေါင်းကိုခန်းနိုင်အောင်ဒီဇိုင်းထုတ်ရပါတယ်။အဲ့ဒီ story ရှိရကိုခန်းနိုင်ဖို့အတွက်အစိပ်ပိုင်းတွေက လုံလောက်တဲ့ strength ခန်းနိုင်ဝင်ရှိဖို့လိုမှာပေါ့နော်။ coach ထဲမှာ strength ကို nominal design required to be တုံးမျိုးခွဲထားတာတွေ့ရပါတယ်။သူတို့ရဲ့ခြားနာချက်ကိုရှင်းပြပေးပါအောင်အကူ။ဒါက design strength ရဲ့အဓိကအကြဆုံးသုံးချက်ပါပဲ။ nominal strength ဒါကဘေးကင်းရေးကိန်း safety factor တွေဘာမှမတုံးပါသေးခင်ကုတ်ထဲကညီမျှချင်းတွေအတိုင်းတွက်ချက်ထားတယ်အစိတ်အပိုင်းတစ်ခုရဲ့ theory အရဆာရွက်ပေါ်ကခန့်နိုင်ဝင်ပါ design ခန့်နိုင်ဝင်ဒါကတကယ်လက်တွေ့မှာစိတ်ချလက်ချအသုံးပြနိုင်တဲ့ခန့်နိုင်ဝင်ဖြစ်ပါတယ်အပေါ်က nominal strength ကို strength reduction factor fine နဲ့မြောက်ပြီးမှရလာတာဖြစ်ပါတယ်ဒါကကျွန်တော်တို့တကယ်အားကိုးရမယ်ခန့်နိုင်ဝင်ဖြစ်ပါတယ် required strength လိုအပ်တော့ခန့်နိုင်ဝင် ဒါကတော့ငလျင်လုတဲ့အခါမှာအဲ့ဒီအစိပ်ပိုင်းကခံနိုင်ဖို့လိုအပ်တဲ့ဝန်အားပါ load combination တွေကနေတွက်ချက်ရရှိလာတဲ့ဝန်အားဖြစ်ပါတယ် design pp တိစောက်ပြီးတဲ့အခါမှာတော့အထူးကငလျင်တန်ခံစနစ်တွေကိုမှန်မှန်ကန်ကန်တိစောက်ထားချောင်းဘလို့ပြန်ပြီးစစ်ဆေးလဲကိုအဲ့ဒါကိုတော့ structural observations တိစောက်ပုံစံရကြည့်ရှုစစ်ဆေးခြင်းလို့ခေါ်ပါတယ်ဒါကငလျင်တန်ခံစနစ်ကိုဒီဇိုင်းပုံစံတွေနဲ့ရေရိုးပူရအရာကိုကိုင်ညီမှုရှိမှရှိကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုစစ်ဆေးတဲ့လုပ်ငန်းဆက်မှညီမ structure တိဆောက်ပုံဆိုတဲ့ဝါဟာရကိုကိုယ်ကဘလို့သတ်မှတ်ထားပါသလဲဟုတ်ကဲ့ structure ဆိုတာကတိဆောက်ထားတဲ့ဒါမှမဟုတ်တိဆောက်နေတဲ့အရာအလုံးကိုရေရူပူရအဖြစ်ဆိုလိုပါတယ်ဒါပေမဲ့ဒီကုတ်ကဲ့ပဋ္ဌာန်းချက်တွေအတွက်တော့အဆောင်အုံများနဲ့အဆောင်အုံမဟုတ်တဲ့တိဆောက်ပုံများကိုပဲရည်ညွှန်းပါတယ် diaphragm နဲ့ပတ်သက်ပြီး sub diaphragm ဆိုတာလည်းတွေ့ရပါတယ်ဒါက diaphragm နဲ့ဘာကွာပါသလဲ sub diaphragm ဆိုတာက diaphragm အကြီးကြီးထဲမှာရှိတဲ့သတ်မှတ်ထားတဲ့ area ငယ်တခုပါသူ့ရဲ့အဓိကတာဝန်ကတော့နယံတွေကိုချမ်းဖြင်နဲ့ချိတ်ထားတဲ့ wall angles တွေကလာတဲ့အားတွေကိုလက်ခံပြီး diaphragm အကြီးကြီးတခုလုံးရဲ့အဓိကထုတ်ပြန်းတွေကိုဘေးခံရေးစွာလွှဲပြောင်းပေးဖို့ပါသူကနေရာကွက်ပြီးတက်ရောက်လာတဲ့အားကိုဖြန့်မိပေးတဲ့အစိပ်ပိုင်းငယ်တခုပါ အဆောင်အုံထဲမှာတိဆောက်ပုံဆိုင်ရာမဟုတ်တဲ့အစိပ်ပိုင်းတွေကိုထုတ်ပန်ထားတဲ့အရာတွေကိုတော့ဘလို့ခိုးပါသလဲအဲ့ဒါတွေကိုတော့ supports အထောက်အကန့်ညာလို့ခြုံငုံပြီးခေါ်ပါတယ်ဒါကစက်ပစ္စည်းတစ်ခုဒါမှမဟုတ် pipeline တစ်ခုလို့တိဆောက်ပုံဆိုင်ရာမဟုတ်တဲ့အစိပ်အပိုင်းတွေကိုအဆောင်အုံရဲ့အဓိကဖွဲ့စည်းပုံနဲ့ချိတ်ဆက်ထားတဲ့ပေါင်တွေဒေါက်တွေချိတ်ဆွဲတန်းတွေအလုံးကိုဆိုးလိုပါတယ်အဆောင်အုံရဲ့အကင်းဆုံးမှအလဆန်မျက်နှာချင်းအလွားကိုတော့ဘလို့ခေါ်ပါသလဲ အဆောင်အုံရဲ့အပြင်ဆုံးကအလဆန်မျက်နှာဖြင့်အလွားကို veneer အလဆန်မျက်နှာဖြင့်ကပ်ပြလို့ခေါ်ပါတယ်။ဒါက oak ကြောက်ချကွေပြဓမ္မမုံအလားဆောင်ပစ္စည်းတွေနဲ့ပြုလုပ်ထားပြီးအဆောင်အုံရဲ့အဓိကခန်းနိုင်ဝင်နယံပေါ်မှာကတ်ပြီးအလဆန်ထားတဲ့အလွားဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီလိုတိဆောက်ခြင်းမှာသုံးတဲ့ပစ္စည်းတွေရဲ့အရေးအသွေးကိုဘယ်သူတွေကစစ်ဆေးပြီးတယ်လဲရှင်။အဲ့ဒါကို testing agency စမ်းသပ်စစ်ဆေးရေး agency တွေကတာဝန်ယူဆောင်ရွက်ပေးပါတယ်။ သူတို့ကစောက်လုပ်ခြင်းမှာတုံးတဲ့ပစ္စည်းတွေကဒီဇိုင်းမှာလိုအပ်တဲ့ခန်းနိုင်ဝင်တဲ့အရေးအသွေးစံနှုန်းတွေနဲ့ကိုက်ညီမှုရှိမရှိကိုစမ်းသပ်စစ်ဆေးပေးတဲ့တရားဝင်အဖွဲ့အစည်းတွေဖြစ်ပါတယ်။အဆောင်အုံရဲ့အခြေခံအစိပ်ပိုင်းတစ်ခုဖြစ်တဲ့ဝေါ်နီယန်နဲ့ပတ်သက်တဲ့ဝေါ်ဟာရာတွေကိုလည်းသိချင်ပါတယ်။ကုတ်ကဘလို့အဓိပ္ပာယ်ဖွင့်ထားပါသလဲရှင်။ဟုတ်ကဲ့။ကုတ်ကအဓိပ္ပာယ်ဖွင့်ထုတ်ချက်ကသူ့ရဲ့တိန်းတောင်းဒဂရီပေါ်မှာအခြေခံပါတယ်။ ဝေါ်ဆိုတာက နေရာကိုကားဖို့ဒါမှမဟုတ်ပိုင်းခြားဖို့ယူထားတဲ့အရာရဲ့မဲ့နှဖေးနဲ့60ဒီဂရီဒါမှမဟုတ်အဲ့ဒီထက်မပိုမဆောက်ခဲ့အစိတ်အပိုင်းကိုဆိုလိုတာပါနေရန်တွေကအလုတ်လုတ်ပုံမတူညီဘူးလို့သိရပါတယ်အဓိကအားဖြင့်ဘလို့ကွဲပြားပါသလဲအဓိကအားဖြင့်သူတို့ရဲ့ function ပုံမူ TV ကွဲပြားပါတယ်အရေးအကြီးဆုံးခွဲခြားခြင်းကတော့အပိုကလာတဲ့ဝန်တွေကိုထမ်းမထမ်းပါတယ် bearing wall one tandian ဆိုလာကသူ့ရဲ့ကိုယ်ပိုင် အလေးချိန်ရဲ့ပြင် အပေါ်ထက်ကချမ်းဖင်တို့အမိုးတို့ကလာတဲ့ downline ဝန်အားတွေကိုပါထမ်းထားတဲ့နေရန်အမျိုးအစားပါ non bearing wall ဝန်မထမ်းနေရန်ဆိုလာကတော့အဲ့လိုအပေါ်ကလာတဲ့ဝန်တွေကို မထမ်းထားပဲသူ့ရဲ့ကိုယ်ပိုင်အလေးချိန်ကိုပဲထမ်းထားတဲ့နေရန်ထက်ပါတယ်အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကိုနိုင်အစီအစဉ်ကိုကြည့်ရှုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားပိုက်ပါမယ်ရှင်။ နောက်တစ်ခေါက်မှာလဲ MNBC 2025အပိုင်း3ရက်အခန်းခွဲ3တသမ4ရက်ကြန်ရှိတော့စိတ်ဝင်စားဖို့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲပျော်ရွှင်တော့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်